ားလုံးပဲမင်္ဂလာပါခင်ဗျာ90 ticket soccer channel ကလည်းပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တောက်ကြနေကြပါတော့ La Liga Serie A Bundesliga ပြင်းထန်လီဂူနဲ့အင်္ဂလန်ချန်ပီယံချစ်စုပေါင်း၅ပွဲကစားဖို့ရှိပါတယ်ကျွန်တော်ဒီဗီဒီယိုမှာအဲ့ဒီဒိုက်သီးလီ၄ခုရဲ့၄ပွဲကို preview လုပ်မှာဖြစ်ပါတယ်ဘောလုံးမွေးတွေကိုတရားကြကြကစားကြတဲ့ညီကိုတွေပေါင်းကုန်းကောင်းကိုကုန်းကုန်းသုံးကနည်းနည်းလျှောက်တက်တက်ပေါင်းသွားရောက်မေးမြန်းစုံစမ်းနိုင်ပါတယ်ဗျာတို့တွေတတ်မှတ်ပေးထားတဲ့ပေါင်းထဲမှာကစားလို့အဆင်ပြေတယ်ဆိုရင်ကစားကြပါ ကျွန်တော်ဒီအဖွဲ့ကိုကြော်ညာပေးတယ်ဆိုတော့ကကြော်ညာကရလို့ကြော်ညာပေးတယ်ဆိုတော့တဲ့ငွေကြီးကြီးစိတ်ချယုံကြည်ရတယ်ဆိုတဲ့စံနှုန်းကြောင့်ကြော်ညာကယူပြီးကြော်ညာပေးခြင်းဖြစ်ပါတယ်ဗျာမနေ့ကတော့သတို့ရဲ့ရောင်းပွဲတွေ reactive body နဲ့ကျွန်တော်တို့ကြားခဲ့ပါတယ်ဒီညမှာအစာပေးမှာဖြစ်ပါတယ်ဘိုချန်ကလောက်ဘက်နဲ့အဘီလက်ဇက်ကလာမဲ့ဘွဲကမြန်မာစံတော်ချိန်မနေ့နှစ်နာရီမှာဖြစ်ပါတယ်မနေ့ကဒီနေ့တင်းတွေ့တော့ကဘိုချန်ကလောက်ဘက်က10နဲ့နိုင်တယ်ဗျာအဲတော့ကလက်ဇက်ကနေ body ချေးသေးနှုတ်20ပေးတယ်ကိုဝန်ချေးကသုံးနှုတ်40ပေးခဲ့ ပွဲစဉ်တက်ကနေပွဲစဉ်ချစ်အထိလုံးဝနိုင်ပွဲမရှိတဲ့မိုချာကလာဘက်ကပြီးခဲ့တဲ့ပွဲစဉ်6ကနေပွဲစဉ်7တက်အထိ၃ပွဲဆက်ပြန်နိုင်တယ်။အဲ့ဒီ၃ပွဲမှာစုပေါင်းသွင်းကောက10ကိုအထိတောင်ရှိပြီးတော့ဘေးကောကလည်းသူတဘိုးပဲရှိခဲ့။သူနိုင်ခဲ့တဲ့အသင်းတွေထဲမှာတော့ဟိုတက်စင်းဆောင်တွေကနှစ်သင်းပါတာပေါ့ဗျာ။ဆက်30ကကိုလုံးလည်းပါတယ်။ဒီသင်းတီတရားတီမှာသူတို့အိမ်ကွင်းထက်အဝေးဘက်မှာပိုပြီးကောင်းတယ်ဆိုတာတော့အဲ့ဒီအဆက်တော့တွေ့ရတယ်။အင်ကွင်းရက်မကောင်းတာကလည်းဟိုအဆင့်6ကဝါရာဘရီမန်တို့အဆင့်6ကဖရန့်ဖက်တို့စတဲ့နေရာက private တို့နံပါတ်1နေရာက Bayern Munich တို့ဒီလို top 10တဲကအသင်းတွေကို top 6ကစားခဲ့ရတာကြောင့်လဲပါနိုင်တယ်။ဒေသင်းရဲ့အဓိကအားရချက်တွေပထမပိုင်းမှာ twin ကိုရဖို့ခက်ခဲတာပဲ။ပထမပိုင်း twin ကိုတော်တော်လေးနည်းတယ်။ကြည့်အောင်ထားတဲ့အပိုင်းမှာကြတော့စွပောင်း7ဘွဲကစားပြီးမှသူ၄ဘွဲကြည့်အောင်တယ်။နောက်ဆုံး3ဘွဲဆက်အပေါင်း300သူဖြစ်တာ။အိမ်ဝင်ပွဲစဉ်တက်ကနေအိမ်ဝင်ပွဲစဉ်5အထိတဘွဲမှသူကြည့်မအောင်တော့ဘဲနဲ့နောက်ဆုံးကစားခဲ့တဲ့ပွဲမှာမှသူတဘွဲကြည့်ပြန်အောင် အာဗီလိုက်ပ်စစ်ကြတော့ဒီရတီဂျာမန်ပြည်တွင်းပွဲတွေကိုပဲတည်ပြီးကစားနေရတယ်သူမှဥရောပပွဲကစားစရာမရှိတော့ဒီသင်းဒီပြည်တွင်းမှာရလက်တွေတော့ချော့ကိုကောင်းတယ်အထူးသဖြင့်ဒီသင်းကသူ့အိမ်ခွဲမှာပိုကောင်းတယ်ဗျအိမ်ခွဲမှာကစားထားတဲ့ပွဲတွေဆိုတရားရခိုင်နှုန်းအပြည့်ကိုနိုင်ထားအဝေးခွဲမှာကစားထားတဲ့စုပေါင်း6ပွဲမှာကြတော့3ပွဲနိုင်တယ်နှစ်ပွဲချုံးပြီးတော့သူတို့ဝဲတည်ကြဝဘမှာကစားတဲ့အခါဒီအသင်းရဲ့အဓိကအသက်ချက်ကပထမပိုင်းဂိုးရတာပဲပထမပိုင်းမှာသူတို့ရဲ့ဂိုးသွင်းအားအဝေးဘက်မှာတော်တော်လေးကောင်းတယ်ဗျာ ကြောင်တဲ့အပိုင်းကိုကြည့်တော့အဝေးဘက်မှာအဝေးဘက်ပွဲစဉ်တက်မှာသူတို့ကြေးကြပြီးတော့ပွဲစဉ်1 3 4 5လေးပွဲဆက်တိုက်သူတို့တော့ချောက်ကြည့်အောင်နောက်ဆုံးကစားခဲ့တဲ့အဝေးဘက်ပွဲမှာကြေးပြန်ကြတယ်ဒီနေ့တင်းကြားဈေးကွက်တံပိုးကွာဟမှုကိုကြည့်တော့ AB Leipzig ကပြတ်150လောက်တာတယ်ဆိုတော့ကသူ့အိမ်ကွက်မှာကစားရင်1ပေါင်90ကနေ1ပေါင်40 1ပေါင်30လောက်သူပေးရမယ်အဝေးကွက်မှာကစားရင်တရင်တုံး90ကနေအထက်ကိုသူပေးရမယ်တရင်တုံး90တရင်တုံး60 80စသဖြင့်သူပေးရမယ် ဒီဘက်ဆက်တဲ့ဂျေးမှာ Leipzig ကနေတရေအနှုတ်40ပေါ်ဒီဂျေးပေးပြီးတော့ကိုပေါင်းဂျေးက3.80အခုမြန်မာစံတော်ချိန်ညနေ4နာရီအချိန်မှာကြတော့ Leipzig ရဲ့ပေါ်ဒီဂျေးကတရေနှုတ်30ဖြစ်လာပြီးတော့ကိုပေါင်းဂျေးက3.60ဖြစ်လာတယ်ဆိုတော့ဒီပွဲမှာပေးထားတဲ့ဒီပေါ်ဒီဂျေးအရတော့ Asian Bochum Club ပဲအသင်းပေါ်ဒီပဲကြိုက်ပါတယ်ဗျာအဗီ Leipzig အနိုင်ရဖို့တည်ကြတယ်ဆိုရင်တရေနှုတ်50နဲ့အထက်ကိုဖွင့်ပေးရမယ်လို့လည်းကျွန်တော်ယူဆထားပါတယ်နောက်တစ်ခုကိုပေါင်းဂျေးတောက်ကြညဂျာမန်ပွဲတွေကိုမပေါ်တာတော့ကြာတယ် ပြီးတော့ဒီပွဲရဲ့ပထမပိုင်း45မိနစ်ရောဒုတိယပိုင်း45မိနစ်ရောအဲ့ဒီအပိုင်းခြားတွေအတွက်ဖွင့်ပေးထားတဲ့ဂျေးတွေမှာနှစ်ဖက်သွင်းမှုတွေပြန်လည်ရှိမယ်ဆိုပြီးတော့ဖွင့်ပေးထားတယ်ဆိုတော့ဂိုးပေါ်ကြိုက်တဲ့သူတွေလည်းဂိုးပေါင်းအပေါ်ကစားလို့တော့ကောင်းတယ်ကျွန်တော်ကတော့ဝချန်ကလပ်ဘက်အသင်းဘော်ဒီပဲကြိုက်ပါတယ်ဗျာနောက်ထပ်တစ်ပွဲကလာလီဂါပွဲဂီတာဖီနဲ့ LG ကစားမဲ့ပွဲအဆင့်9နဲ့အဆင့်30ဒီပွဲက2နာရီခွဲပွဲဗျာဒီရသည်မှာဂီတာဖီကအိမ်ကွင်းအဝေးကွင်းမျှတဲ့အသင်းဗျာအိမ်ကွင်းမှာချစ်မှတ်ရတယ်ဝေးကွင်းမှာသူကိုးမှတ်ရတယ် အိမ်ကမှာစုပေါင်းရောက်ကို6 9ရောက်တယ်ဝေကွက်မှာလည်းရောက်ကို6 9တိရှိပထမပိုင်း9မရတဲ့ပွဲဆိုဒုတိယပိုင်း9ရအောင်သူကစားနိုင်တယ်ဒါကဒီအသင်းရဲ့ထူးခြားချက်ပဲပထမပိုင်းမှာခံစစ်တော်တော်လေးကောင်းတယ်တော်တော်လေးကိုကောင်းတယ်ပြီးတော့ဒီအသင်းရဲ့ပွဲတွေမှာ9ပေါင်းကျေးကဒီနှစ်နှုတ်30တို့ 2D တို့တူပေါင်း90တို့အဲ့လိုတွေပဲသူ9ပေါင်းကျေးရှိပေမဲ့သူဈေးကွက်ကအဲ့ဒီတိုင်းပဲဖွင့်လာပေမဲ့ဒီအသင်းကစားတဲ့ပွဲတွေမှာ9အောက်တဲ့ပွဲက၄ပွဲပဲရှိတာသတိထားသင့်တယ် စွန့်ပေါင်း73ပွဲမှာ6ပွဲသူကြည့်အောင်နဲ့9ပွဲကြည့်ကြတယ်။အဲ့ဒီကြည့်အောင်ထားတဲ့6ပွဲမှာအိမ်ကွင်း3ပွဲအောင်ပြီးတော့အဝေးကွင်းမှာ3ပွဲကြည့်အောင်ပါတယ်။အိမ်ကွင်းမှာကစားကြရတဲ့ဒီပွဲအများစုကိုအပေါ်အသင်းနေတဲ့ဘက်သူကစားရတယ်။စွန့်ပေါင်း6ပွဲမှာ4ပွဲအပေါ်အသင်းနေတဲ့ကစားပြီးတော့အဲ့ဒီ4ပွဲမှာ2ပွဲသူကြည့်အောင်ထားတယ်။အစီကြတော့ဒီဟာဒီစွန့်ပေါင်းလာလီဂါအသင်းနေတဲ့မှာကြည့်အောင်အောင်ဆုံးအသင်းစွန့်ပေါင်း6ပွဲအထိကြည့်အောင်ထားတဲ့အသင်းကြည့်အောင်တဲ့နေရာမှာတော့ဆရာကြီးတင်းမဲ့ဗျာ။ ဒါပေမဲ့သူကြေးအောင်ထားတဲ့ပွဲတွေကအိမ်ကွင်းမှာပုံများတယ်အိမ်ကွင်းမှာစုပေါင်း6ပွဲအထိကြေးအောင်ပြီးတော့အဝင်းကွင်းမှာတော့၃ပွဲပဲသူကြေးအောင်အစီအသင်းကိုကြေးပြင်းပြင်းနေပေးရင်ကိုကြေးအောင်ဖို့ခတ်တယ်ဗျကြေးပြော့ရင်အောင်တယ်ဒီယာဒီမဟိုတက်တက်လာတဲ့အသင်းဆိုတော့တကူရအောင်သွဲနေပြီးရင်သရေခံကစားတယ်ရှုံးသွားရင်တော့ပေးကိုမများအောင်ထိမ့်ပြီးတော့ကစားတဲ့အသင်းဖြစ်နေတော့သူ့ကိုကြေးပြင်းပေးထားရင်အပေါ်သဲနေနဲ့ကြေးအောင်ဖို့ခတ်တယ်ဗ ဝင်းဝင်းကစားတဲ့ပွဲတွေမှာတပွဲတကိုးတကိုးနဲ့ပွဲတိုင်းကိုသူကိုရထားဒီနှစ်သင်းကြားမှာဈေးကွက်တံပိုးကွာဟမှုကိုကြည့်တော့ပြား80နဲ့ပြား80လောက်ကွာတယ်ဗျအိမ်ကွက်မှာကစားရင်ဂီတာဖေးသင်းဒီတေနုတ်80ကနဲ့တေနုတ်80လောက်ပေးရင်ကြည့်အောင်နိုင်တယ်အဝင်းဝင်းဆိုဒဲဝင်ရုပ်ပေးရင်သူကြည့်ကြနိုင်ပြီးတော့တေနုတ်20တေနုတ်30လောက်ဂီတာဖေးကပေးရင်ကြည့်မရှုံးနိုင်ဒီဘက်ဆက်တဲ့ကြီးမှာအင်ဂျင်ဂရာဖီသင်းကနေတရေနှုတ်80ပေးပြီးတော့ဂိုးပေါင်းကြီးက2ပေါင်း30 အခုညနေ၄နာရီမှာကြတော့ body jet တီတေတော့60 9ပေါင်းကျက်ကတော့2ပေါင်း30ပဲဒီဘက်မှာ guitar fee ပေးလာတဲ့ဒီ2ပေါင်း50ဝင်ရောကနေ2ပေါင်း60ဆိုတော့ body jet တီပေးတင်ပေးထိုက်တဲ့ခြေတန်းတစ်ခုကိုပေးလာတယ်နောက်တစ်ခုက9ပေါင်းကျက်2ပေါင်း30ဆိုတော့ဒီဘက်မှာပေးထားတဲ့ body jet ရော9ပေါင်းကျက်ရောဒီ guitar fee ရဲ့ခြေပဲအမှန်ပဲလို့ကျွန်တော်ယူဆတာဖြစ်တဲ့အတွက်ဒီဘက်မှာတော့ ancient guitar fee အသင်း body တစ်ကြောင်းတည်းကိုကျွန်တော်ကြိုက်ပါတယ် နောက်ထပ်တပွဲကကိုမိုနဲ့ဆက်စုအလိုကလားမဲ့ပွဲပြဒီပွဲက9နာရီ15ပွဲကိုမိုဒီဒီယာဒီမှာနိုင်ပွဲထက်ကိုတည်ပွဲပုံများနေတဲ့အတင်ဒီယာဒီသူတို့ရဲ့တိုက်ဆက်ကတော်တော်လေးယော့သွားတယ်စုပေါင်းနိုင်ပွဲက9ပွဲပြည့်ရှိတယ်ဆိုပေမဲ့တည်ပွဲက6ပွဲအထိတောင်ကြီးတယ်အဲ့ဒီ6ပွဲမှာအိမ်ကွင်းတည်ပွဲ3ပွဲအထိကစားထားတယ်ဂျင်နိုအသင်းကိုတည်ကြတယ်ခရီမိုနစ်ကိုတည်ကြတယ်ကက်ကလီယာရီအသင်းကိုလည်းသူတည်ကြတယ်အဲ့ဒီသူတည်ကြခဲ့တဲ့3ပွဲလုံးဒီအနိုင်ရခဲ့တဲ့နဲ့အသင်းနေကြည့် ဒီဟာဒီသူ့အိမ်ကွင်းစီးရီမှာလုံးဝရှုံးပွဲမရှိသေးဘူးဆိုပေမဲ့ဒီတရေပွဲတွေရှိနေတာကပဲနည်းနည်းလေးတော့ပြဿနာရှိတယ်။ဒီတဲကသူတို့အိမ်ကွင်းမှာတော့ခံစစ်ကောင်းတယ်ဗျ။ပထမပိုင်းမှာတကိုးပဲပေးတယ်။ဒုတိယပိုင်းမှာလည်းဟိုနှစ်ကိုးပဲသူတို့ပေးထားတယ်။စီးရီမှာကြည့်အောင်တဲ့အရေအတွက်ကိုကြည့်တော့စွန့်ပေါင်း12ပွဲမှာ9ပွဲကြည့်အောင်တယ်သူတို့9ပွဲကြည့်ကြတယ်။သူ့အိမ်ကွင်းမှာကစားတဲ့ပွဲတွေထက်ကိုအဝေးဘက်မှာကစားတဲ့ပွဲတွေမှာကြည့်အောင်တဲ့နှုန်းပိုများတယ်။ တန်တက်ဆဆူလိုတင်းကြတော့ဒီရဒီမှာတရေပွဲနေတယ်ဗျသူဒီနိုင်လိုက်ချုံလိုက်နဲ့ဟိုဒီတိုင်းပဲသူသွားနေတာစွပောင်းကစားထားတဲ့၁၂ပွဲမှာနိုင်ပွဲ၅ပွဲအထိရှိပြီးတော့အဲ့ဒီ၅ပွဲမှာအဝေးပွဲနိုင်ပွဲက၃ပွဲပါတယ်အဝေးပွဲမှာနောက်ဆုံး၄ပွဲဆက်သူတို့အခြေအနေကောင်းတယ်၃ပွဲနိုင်နေတဲ့၁ပွဲတည်ကြတယ်ဝေကင်းရောက်ရင်ဒုတိယပိုင်းဂိုးသွင်းအားတော်တော်လေးကောင်းတယ်ဗျဒီရဒီအဝေးပွဲမှာအဲ့ဒီဒုတိယပိုင်းသွင်းကိုးတွေနဲ့ပဲသူတို့ဟာလှုပ်ဖြစ်နေတာစီရီအိမ်ကွင်းအဝေးကွင်းစွပောင်း၁၂ပွဲကစားပြီးမှ၆ပွဲကြည့်အောင် အဲ့ဒီ၆ဘွဲမှာအဝေးဘွဲမှာကြည့်အောင်ထားတဲ့ဘွဲက၄ဘွဲထိပါတယ်။ဇေဘွက်တံပိုးကွာဟမှုကိုကြည့်တော့ကိုမိုကပြား200နဲ့ပြား150ကြားကွာပါတယ်ဗျ။ဆိုရာကကိုမိုကွင်းမှာကစားရင်ဝန်တီဝင်ရောကနေ1ပေါင်း50ဘက်ကိုပေးရမယ်။1ပေါင်း20 30စသည်အဖြစ်ပေးရပြီးတော့အဝေးဘွဲမှာကစားရင်တော့တရင်နှုတ်90ရဲ့အပေါ်ကိုပေးရမယ်။ဒီဘွဲစတဲ့ကြီးမှာကိုမိုကဘော်ရီကြီး1ပေါင်း30ပေးတယ်။ကိုပေါင်းကြီးကနှစ်အနှုတ်90ပေးတယ်။ အခု၄နိုင်မှာကြာတော့ body change ဒီ1ပေါင်60လောက်ဖြစ်လာပြီးတော့5ပေါင်ကျက3အပေါင်60ဖြစ်လာတယ်။ဒီ1ပေါင်60ဆိုတဲ့ body change မှာတော့ကိုမိုတို့အနိုင်ရဖို့ခက်ခဲမယ်။တရေတပေါက်ရှိတယ်လို့ကျွန်တော်ယူဆတဲ့အတွက်ဒီဘက်မှာဧည့်သည်ဆက်ဆူလို့အသင်း body ပဲကြိုက်ပါတယ်ဗျာ။ပြင်သစ်လီကူပွဲက9:15ပွဲဗျာ။ Master Rangers ကစားမှာ။ Asian Mess ကပွဲစဉ်တစ်ကနေပွဲစဉ်9အထိအိမ်ကွင်းအဝေးကွင်းမှာသူလုံးဝနိုင်ပွဲမရှိတဲ့အချိန်တွေကနေပွဲစဉ်10ပွဲစဉ်17ပွဲစဉ်12မှာသူ၃ပွဲဆက်ပြန်နိုင်တယ်။ အဲ့ဒီနောက်ဆုံး၃ပွဲမှာသူ့အိမ်ကွင်း၂ပွဲပါတယ်အဲ့ဒီ၂ပွဲလုံးသူနိုင်သူတို့ရဲ့အဓိကအားနည်းချက်တည်ပထမပိုင်းမှာဂိုးမသွင်းနိုင်တာပဲဗျပထမပိုင်းမှာဂိုးရဖို့တော်တော်ကိုခက်ခဲတဲ့အသင်းပထမပိုင်း45မိနစ်ကိုဒီသင်းရအားနည်းချက်လို့ပြောမယ်ဆိုရင်အဲ့ဒီပထမပိုင်း45မိနစ်ကိုပဲသူတို့ရအားသာချက်လို့ပြောရမှာပဲပထမပိုင်း45မိနစ်မှာပေးဖို့တကူပဲရှိတယ်ပထမပိုင်းတပွဲ2ပွဲ3ပွဲ4ပွဲ5ပွဲဆက်ကိုသူတို့ clean sheet ရအောင်ကစားထားတယ်အဲ့တဲ့ရန်ကြကြတော့အဝေးကွက်မှာ4ပွဲဆက်တည်ကြပြီးတော့တပွဲသူတို့ပြန်နိုင်ထားတယ် ပထမပိုင်းကိုသင်ရောက်ကောင်းတယ်ဒုတိယပိုင်းဆိုပေးကိုများတယ်စွန့်ပေါင်း6ပွဲမှာဒုတိယပိုင်း9ပွဲဆက်တိုက်ကိုဝေးပွဲမှာသူတို့ကိုပွေထားတယ်ဒီပွဲမှာသာအနံ့ရလိုက်ရင်သူတို့အဆင့်၄နေရာလောက်ထိမျောလင့်လို့ရတယ်ကြီးအောင်ထားတဲ့ပွဲအရင်အတွက်ကြတော့7ပွဲမှာ6ပွဲကြီးအောင်နဲ့6ပွဲကြီးကြတယ်2ပွဲကြီးပြန်ခွာတယ်နောက်ဆုံး4ပွဲဆက်ကြီးအောင်ထားပြီးတော့အဲ့ဒီ4ပွဲမှာအဝေးခွဲ2ပွဲပါဒီနေ့တင်းကြမှာဈေးွက်တံပိုးကွာဟဖို့ကိုကြည့်တော့ရန်ဂျက်တီပြ150နဲ့ပြ100ကြာကွာ ဆိုလိုတာကသူ့အိမ်ခွဲမှာတရေနှုတ်100နဲ့ဝမ်ပေါင်း90ကြာသူပေးမယ်။အဝေးခွဲမှာကစားတဲ့အခါတရေနှုတ်90ကနေတရေနှုတ်60အများဆုံးပြီးရင်တရေနှုတ်40 30စသည်အားဖြင့်သူပေးရမယ်။ဒါကဟိုဈေးကွက်တန်ဖိုးအရပေါ့။ဒီပွဲရဲ့စတဲ့ကြီးကိုကြည့်တော့အဲ့တဲ့တင်းကနေတရေနှုတ်100ပေးတယ်၊ကိုပေါင်းကြီးက3ပေါင်း30ပေးတယ်။အခုညနေ4နာရီကျော်လာတဲ့အချိန်မှာသူ့ဗိုလ်ကြီးကတော်တော်လေးတက်သွားတယ်ပဲ။ဝမ်ပေါင်း90လောက်ထိဖြစ်လာတယ်။ကိုပေါင်းကြီးကတော့ပြောင်းလဲခြင်းမရှိဘူး၊3ပေါင်း30ပဲ။ တကယ်တမ်းကျတော့ဒီ1.90ဆိုတာကသူ့အိမ်ကွဲမှာပေးရမယ်ကြေးပြအခုဝေးကွဲမှာဒီတိုင်းပဲသူပေးလာတယ်လူတာထက်ပိုပြီးတော့ပေးလာတယ်ပေါ့ဆိုတော့တကယ်အနိုင်ရမှာမို့လို့ပဲပေးတာလားထောင်ချုပ်ပဲလားကိုကြိုက်တာတွေးပြီးကိုကြိုက်တာချပေါ့ကျွန်တော်ကတော့လိုအပ်တာတက်ပိုနေရင်ဘာမှမကြိုက်တဲ့လူဖြစ်တဲ့အတွက်ကိုဒီပွဲမှာ Asian Bus အသင်းပေါ်ဒီတကြောင်းတည်းကိုပဲကျွန်တော်ရွေးချယ်ပါတယ်အဆုံးထိလက်နားထောင်ပေးကြတဲ့တယောက်ချင်းစီတိုင်းကျေးဇူးအများကြီးတင်ပါတယ်ဗျာမြန်မာပြည်ကြီးမြန်ဆုံးအေးချမ်းပါစေအတ္တမတရားလည်းမြန်မြန်ကျဆုံးပါစေခင်ဗျာ